အေယဝရီတိုင်းဒေသကြီးအတွင်းမှာမဲစင်းတွေကိုဂျွန်လ22ရက်နေ့မှာစတင်ကျင်းညသွားမယ်လို့အေယဝရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအောင်မြင့်ကပြောပါရတယ်။ဒီသတင်းကိုဒေါက်ခင်မင်းစောပေးပို့ထားပါတယ်ရှင်။ပဋိင်ခရိုင်နဲ့ဟိန္ဒရာခရိုင်တွင်ဂျွန်လ6ရက်နေ့မှာမဲစင်းထုတ်ပြန်ကျင်းညမယ်လို့စီစဉ်ထားပေမဲ့မထုတ်ပြန်ဖြစ်ပေဂျွန်လ22ရက်နေ့မှာအေယဝီတိုင်းဒေသကြီးတစ်ခုလုံးကြပြိုင်နဲ့ထုတ်ပြန်ကျင်းညသွားမယ်လို့ပြောပါရတယ်။ဇွန်လ10ရက်နေ့ကိုပဋိင်ခရိုင်နဲ့ဟိန္ဒရာခရိုင်မှာမဲစင်းကပ်ဖို့ ကျွန်တော်တို့ကြီးညာရပြီးသားဖြစ်ပါတယ်။မီဒီယာများအလားမင်းလာလည်းကျွန်တော်တို့ကြီးညာရပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ CSO တွေကိုသင်တန်းမပေးရသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ CSO တွေသင်တန်းပေးဖို့အတွက်မဲခင်ထုတ်ပြန်တဲ့ရက်ကိုဟိုရှိရနေအစားဇွန်လ20ရက်နေ့ရက်နေ့ကိုပြောင်းလဲသတ်မှတ်လာတယ်ဖြစ်ပါတယ်။ဒီ20ရက်နေ့ကြာလို့ချင်းကျွန်တော်တို့ကအားလုံးအစီအစဉ်ဖြစ်နေပြီ။ CSO တွေလည်းသင်တန်းပေးပြီးပြီ။ CSO တွေကလည်းမိမိတာဝန်ယူတဲ့ရက်ွက်ကြီးပါတွေမှာလိုက်ပြီးတော့မဲခင်ကြီးဖို့အတွက်ဆောင်းရအောင်ဖြစ်ပါတယ်။ တနာမဲပေးပိုင်ငွေရှိသူတွေရဲ့မဲသိန်းတွေကိုဇွန်လ22ရက်နေ့ကနေဇူလိုင်လ5ရက်နေ့ထိရက်ွက်ကြေးရွာတွေမှာပြင်ညာထားမှာပါထောက်ပြန်ထားတဲ့အဲ့ဒီမဲသိန်းမှာကိုယ့်နာမည်မပါကြည့်ခဲ့ရင်ပုံစံ3အချက်လက်မှားယွင်းကွဲလဲမှုတွေရှိရင်ပုံစံ4ကတည်ဆုံးသူတွေနဲ့မဲပေးပိုင်ငွေမရှိသူတွေပါဝင်နေရင်ပုံစံ4နဲ့ရက်ွက်ကြေးရွာအုပ်စုရွေးကောက်ပွဲကော်မတီအဖွဲ့ခွဲရုံးတွေကတစင်လျှောက်ထားတာကန့်ကွက်တာတွေကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းနှိုးဆော်ထားပါတယ် ပြပါပြီမင်းလင်းမှားတယ်ဆိုတဲ့ကိစ္စတော့အခြေခံပြုစုနေတဲ့စည်ရင်ဖြစ်ပါတယ်အခြေခံပြုစုတဲ့ပုံမှာတို့ကသက်ဆိုင်ရာဒီဌာနဆိုင်ရာကစည်ရင်ကိုဥယူရတဲ့အနေထားမှာမက်ဆန္ဒရှင်တွေခနာပါတီတွေဆရာစုတွေကနေတော့မှဒါတွေကမှားနေတယ်ဒီပုံစံနေနဲ့အညီပြင်ပေးပါဆိုပြီးတော့ပုံပေါင်းဆောင်ရွက်ဖို့လည်းတို့ကဖိတ်ခေါ်တာလက်ရှိမှာတော့မက်ဆန္ဒမှန်ကန်ရေးအတွက် မဲဆန္ဒရှင်အမည်စင်းစစ်ဆေးနိုင်သည်ဖို့အများပြည်သူနဲ့တက်ဆိုင်တဲ့ရုံထဏာတွေမှာလက်ကဲကြော်ညာရေးကြော်ညာပုတ်တွေကပ်ပြီးစော်မှုတွေစတင်ပြုလုပ်နေပါတယ်။မြန်မာနိုင်ငံမှာ2015ခုနှစ်ထွေထွေရွေးကောက်ပွဲကိုအော်တိုဘာလကို노မာလာဆန်းမှာကျင်းပမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာထားပါတယ်။ကျမခင်မင်းဆိုပါရှင်။